တရုတ်မြေရှာတပ်တို့ကတ်တချင်းကကန်တိုက်လေရင်တဲ့စီမံကိန်းကိုထိခိုက်လာနိုင်တရုတ်ကမြေရှာတပ်တို့တွေတင်ဖို့ခွင့်ကတ်တလာချင်းဟာအမေရိကန်ရဲ့နောက်ဆုံးမျိုးဆက်တိုက်လေရင်အသည့်အပါအဝင် အစစ်မြေ73ပစ္စည်းတွေစမ်းသပ်မှုထုတ်လုပ်မှုတွေအတွင်အခက်အခဲတွေကြုံလာနိုင်ခြေရှိကြောင်း WebKit အရှောင်းတွင်မှဖော်ပြထားပါတယ် အမေရိကန်သမ္မတဒေါ်နယ်ထရပ်ကတရုတ်ရဲ့တင်းကုန်တွေအပေါ်အခွန်ပမာဏမြင့်မြင့်မားမားသုံးမြင့်စီးကျက်လိုက်တာကိုတရုတ်ကလည်းမတူညီတဲ့နည်းလမ်းတွေနဲ့တဖန်ပြန်လဲတုံ့ပြန်လာခဲ့တာဖြစ်ပါတယ်အဲ့ဒီချိန်မှာအမေရိကန်စီမြေရှမ်းတပ်တို့တင်ပို့မှုတွေကတ်တက်ခြင်းနဲ့ပါဝင်ပါနေ။တရုတ်ဟာကမ္ဘာပေါ်မှာမြေရှမ်းတပ်တို့ထောက်လှမ်းမှုနဲ့တင်ပို့မှုအများဆုံးနိုင်ငံတစ်နိုင်ငံလည်းဖြစ်ပါနေ။ မြေရှာတတ်သူစင်းမှာပါဝင်တဲ့တတ်သူအမျိုးအစားတွေဟာနည်းပညာမြင့်စင်မီကွန်ဒက်တာတွေအပါအဝင်စက်သုံးပစ္စည်းတွေနဲ့မြို့ဆက်တဲ့စက်ကရီယာတွေတည်ဆောက်မှုမှာအထူးအရေးတကြီးလိုအပ်ပါတယ်။ဒါကြောင့်တရုတ်ရဲ့မြေရှာတတ်သူတင်ပေါ်မှုကတ်တက်ခြင်းဟာအမေရိကန်ရဲ့စီရင်နည်းပညာမြင့်တင်မှုအထူးသဖြင့်မြို့ဆက်တဲ့လေကြောင်းစုံမှုရေးစီမံကိန်း NGAT တို့ခေါ်ဝေါ်တဲ့တိုက်လေရဲ့အသေးသမျိုးစမ်းသပ်ချီထွင်နေမှုမှာပြဿနာတွေကြုံလာရဖွယ်ရှိနေတာဖြစ်ပါတယ်။ မြန်မာကွန်ရက်သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။